မင်္ဂလာပါ Selams Group အစီအစဉ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်နိုင်ငံတကာနုပညာရုံးဝတ်တွင်ကထင်ရှားသူတွေရဲ့ရုပ်ရှင်ဂီတဖက်ရှင်စတဲ့အနုပညာလှူရှာမှုတွေသူတို့ရဲ့ကိုယ်ရေးကိုယ်ရာနဲ့ဆိုရှယ်မီဒီယာပေါ်ကသတင်းတွေစတဲ့စိတ်ဝင်စားစရာလက်တလောအနုပညာသတင်းတွေကိုတင်ဆက်ပေးသွားတော့မှာပါဂျီဆူရဲ့ Instagram အကောင့်မှာ follower နှစ်သိန်းလောက်ရော့သွားပါပြီ အဆိုတော်သရုပ်ဆောင်ဂျီဆူရဲ့ Instagram အကောင့်မှာ follower အရေအတွက်2သိန်းနီးပါးရောကျသွားပြီးပရိသတ်ကလည်းဒီကိစ္စကိုသတိထားခဲ့မိပါတယ်။ဂျီဆူရဲ့လက်ရှိ follower ဦးရေက89.6တန်းရှိပြီး February နောက်ပိုင်းတစ်လျှောက်2သိန်းနီးပါးပြန်လျော့သွားပါတယ်။ပရိသတ်တွေကလည်း social media နဲ့ဂျီဆူထိတွေ့မှုနည်းနေတဲ့အပေါ်အားမလိုအားမရဖြစ်နေပြီး၎င်းတို့စိတ်ပျက်နေကြောင်းကိုဖော်ထုတ်လာကြပါတယ်။ပရိသတ်တို့ကဂျီဆူက post တင်တာရှားတယ်။တင်ပြရင်လဲကြော်ညာရည်ကြီးပဲလို့ ace လိုမျိုးကိုရက်မှာရေးသားခဲ့ပါတယ်။ တချို့ပြည်သက်တွေကဂျီဆူးကိုအွန်လိုင်းပို့သုံးခိုင်းပေးဖို့ဂျီဆူးရဲ့အေဂျင်စီဖလစ်ဆိုကိုတိုက်တွန်းနေကြပါတယ်။ဘလပင်းအဖွဲ့မှဂျီဆူးကလွဲပြီးကြံဖွဲ့ဝင်သုံးကပြပအဆူရရီနဲ့ပူပေါင်းပြီးတချင်းကိုစီထွက်ထားကြပါတယ်။ Instagram မှာဂျီဆူးက follower အနည်းဆုံးဖြစ်ပြီး Lisa က106တန်းနဲ့ follower အများဆုံးရထားသူဖြစ်ပါတယ်။ဒါပေမဲ့ TikTok မှာ follower 10တန်းကျော်ကို18ရက်ထဲနဲ့အမြင့်ဆုံးယူပြခဲ့တဲ့အမှုပညာရှင်ကဂျီဆူးဖြစ်နေပါတယ်။ Eurovision 2025တချင်းဆိုပြိုင်ပွဲမှာဘယ်နိုင်ငံပိုဆွဲသွားလဲကြည့်ကြရအောင်။မေ18ရက်ညပိုင်းကဆွစ်ဇာလန်နိုင်ငံဘာဆယ်မြို့မှာကျင်းပတဲ့2025ဥရောပတချင်းဆိုပြိုင်ပွဲ Eurovision 2025 Final ပွဲမှာအော်စတီးယားပြိုင်ပွဲဝင်ဂျီဂျီက Wisterlove နာမည်ရှိတဲ့တချင်းနဲ့ပိုဆွဲသွားပါတယ်။ 2024ပြိုင်ပွဲမှာဆွစ်ဇာလန်ပြိုင်ပွဲဝင်ကဘိုလ်ဆွဲခဲ့တာကြောင့်အစဉ်လာရအခုနှစ်ပြိုင်ပွဲကိုဆွစ်ဇာလန်ကအင်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့တာဖြစ်ပြီးအစ္စရေးကဒုတိယအက်စတိုးနီးယားကတတိယဆုရေရရှိခဲ့ပါတယ်။ ဖိုင်နန်ရှင်ပြိုင်မှုကိုဂျေဂျေရဲ့တမိသားစုလုံးလိုက်လာအပြေးခဲ့ကြပြီးအသက်85နှစ်အရွယ်အဖိုးရောလေးလအရွယ်တူမလေးပါခေါ်လာပြီးတော့အပြေးခဲ့ကြပါတယ်။ Eurovision ပြိုင်ပွဲမှာ Austria နိုင်ငံက၃ချိန်မြောက်ပိုဆွဲလိုက်တာဖြစ်ပြီး1966နဲ့2014ခုနှစ်တွေမှာလည်းပိုဆွဲထားပါတယ်။အခုနှစ်ပြိုင်ပွဲမှာဆွေဒင်ပြိုင်ပွဲဝင်ကဝင်းနာအဖြစ်တစ်ပေးအခမ်းအနားဆုံးဖြစ်ပေမဲ့လည်းဇရုထဆုနဲ့ပင်ကျေနပ်လိုက်ရပါတယ်။ ဝင်းနာဆုရှင်ဂျီဂျီကသူ့ရဲ့အစုရတခြင်း Wester Love နဲ့စင်ပေါ်မှာထမှန်ဖြောပြခဲ့ပြီးမိသားစုကိုရောတဖွဲ့သားလုံးကိုပါကျေးဇူးတင်ပါတယ်။အထူးသဖြင့်အိမ်မက်တွေတကယ်ဖြစ်လာခွင့်ပေးလို့ဥရောပကိုကျေးဇူးတင်ပါတယ်။အလာဟတ်အချစ်ဆိုတာမရှိပါဘူး။အချစ်တွေအများကြီးဖြန့်ဝေလို့ရပါတယ်။ကမ္ဘာပေါ်မှာအချစ်ကအင်အားအကြီးဆုံးလို့ပြောခဲ့ပါတယ်။ပြခဲ့တဲ့နှစ်နေတူအခုနှစ်မှာလဲအစ္စရေးနိုင်ငံကိုဝင်ပြိုင်ခွင့်ပြုခဲ့တဲ့အတွက်ကန့်ကွက်မှုတွေရှိခဲ့ပါတယ်။ဘာဆယ်မြို့ရဲ့လမ်းတွေပေါ်မှာပါလက်စတိုင်းထောက်ခံသူတွေက အစ္စရေးကိုပြိုင်ပွဲကနေထုတ်ဖို့ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။2024ပြိုင်ပွဲမှာလည်းအစ္စရေးပြိုင်ပွဲဝင်က top 5အထိပါလာခဲ့ပါတယ်။ဘလပင်းအဖွဲ့ရဲ့ကမ္ဘာလှည့်ဖျော်ဖြေမှုကိုစောင့်ဆိုင်းနေတဲ့ပြည်သက်တွေဆန္ဒပြေဝါတော်မှာပါ Blackpink K-pop အဖွဲ့က2025ခုနှစ်အတွင်းကမ္ဘာလှည့်ဖြိုပြင်းမှုပြုလုပ်မှာဖြစ်ပြီး deadline လိုအမည်ပေးထားတယ်လို့ YG Entertainment Company ကမေ16ရက်ကကြေညာခဲ့ပါတယ်။ဒါကြောနုပညာခြင်လန်းတွေနဲ့ကိုစီအလုံးရှုံနေတဲ့ Blackpink အဖွဲ့ဝင်လေးဦးကတောင်ကိုရီးယားပြည်သက်ကိုအရင်ဆုံးဖြိုပြင်းမှာဖြစ်ပြီးကိုရန်အားကစားရုံမှာဇွန်လ9ရက်နဲ့6ရက်နေ့တို့မှာဖြိုပြင်းမှာပါ။အဲ့နောက်မြောက်အမေရိကကိုခြေဆက်မှာဖြစ်ပြီး Los Angeles, Chicago ိုရန်တိုနဲ့နယူးယောက်မြို့တွေမှာဆက်လက်ဖျော်ဖြေသွားမှာဖြစ်ပါတယ်။အဲဒီနောက်မှာမှပဲရစ်၊မီလန်၊ဘာစီလိုနာနဲ့လန်ဒန်မြို့တွေကိုလှည့်လည်ပြီးဥရောပပြည်သက်နဲ့ထိတွေ့သွားမှာဖြစ်ပါတယ်။နောက်ဆုံးဖြောပြမယ့်နေရာကတိုကျိုဖြစ်ပြီး2026ဇန်နဝါရီ16ရက်ကနေ18ရက်အထိစီစဉ်ထားပါရယ် Blackpink ဟာ YG Entertainment Agency နဲ့2023ခုနှစ်ဒီဇင်ဘာမှာအဖွဲ့လိုက်လှူရှာမှုအတွက်စာချုပ် သက်တမ်းထပ်တိုးထားပါရယ်စာချုပ်ကိစ္စလာချီညှိနှိုင်းခဲ့ရတဲ့အတွက်အဖွဲ့ပြတ်သွားမှာကိုပြည်သက်ကစိုးရိမ်ခဲ့ကြပါသေးတယ် K-pop အဖွဲ့တွေမှာအဖွဲ့ကထွက်သူကထွက်တချို့ကလည်း agency နဲ့စာချုပ်ထပ်မချုပ်ကြတော့တဲ့အတွက် Blackpink လိုမျိုးအဖွဲ့လိုက်ပြန်လည်တွဲကြတာကရှာရှာပါပါဖြစ်ပါတယ်။ YG ကနေမွေးထုတ်ခဲ့တဲ့ Big Bang နဲ့ 2NE1 တို့တောင်တပေါင်းတစ်စီးတည်းမရှိတော့တာဖြစ်ပါတယ်။မေလရဲကျင်ပမဲ့ Matt Gala ကမ္ဘာအကြီးဆုံး fashion ပွဲမှာတော့ Jennie, Rose နဲ့ Lisa တို့သုံးဦးတက်ရောက်ခဲ့ပါတယ်။တရုတ်ဆောင်ဝင်ပင်ပြိတ္တရှိကိုပြန်ရောက်လာပါပြီ။ ဆောင်ရွက်တွေချစ်သက်တဲ့ကိုရီးယားဇာလန်တွေနဲ့မင်္ဂလီပရိသတ်တွေရဲ့တသက်လုံးအားပေးခြင်းကိုခံခဲ့ရတဲ့မင်းသားဝင်ပင်ကြောင်ညာတဲ့နဲ့ပရိသတ်ရှေ့ကိုပြန်ရောက်လာပြီဖြစ်ပါတယ်။ဒါပေမဲ့ရုပ်ရှင်နဲ့ပတ်သက်ပြီးတော့၎င်းကဘာကြီးညာချက်မှမထုတ်သေးပါဘူး။2000ပြည့်လွန်အစောပိုင်းနှစ်တွေကဝင်ပင်ဟာဇာလန်တွေစကားများစွာနဲ့ပေါ်ပူလာဖြစ်ခဲ့ပေမဲ့2010ခုနှစ်မှာ The Man from Nowhere ရုပ်ရှင် ထွက်ခဲ့ပြီးကတည်းက ရုပ်ရှင်လောကကနေပြောင်းချက်သားကောင်းနေခဲ့ပါတယ်။ပြီးခဲ့တဲ့15နှစ်လုံးလဲလူမြင်ကွင်းမှာ၎င်းကိုသိမ့်မတွေ့ရတာဖြစ်ပါတယ်။ကြော်ညာရီမာတာပြည်သက်က၎င်းကိုမြင်ခဲ့ရပါတယ်။အင်တာဗျူးတစ်ခုမှာဝင်ဘင်းရဲ့ဇနီးလီနာယောင်ကဝင်ဘင်းဇညွန်းနဲ့ဖက်နေတဲ့အတွက်ပြည်သက်ကနည်းနည်းထက်ဆောင်ပေးပါလို့ပြောခဲ့ပါတယ်။ဖေဖော်ဝါရီမှာမီဒီယာနဲ့ပရိသတ်တွေစိတ်ဝင်စားစရာသတင်းတခုရှိခဲ့ပါတယ်။မင်းသမီးငယ်တူရဲ့ဇာပနာကိုဝင်ပင်းတက်ရောက်ခဲ့တာပါ။ဒီမင်းသမီးကတခြားသူမဟုတ်ဘဲမင်းသားကင်ဆွန်ဝန်းကြောင့်သက်သေသွားတယ်လို့သတင်းတွေထွက်ခဲ့တဲ့ကင်ဆယ်ရွန်ဖြစ်ပါတယ်။ The Man from Nowhere ဇာတ်ကားမှာကင်ဆယ်ရွန်ကဝင်မင်းနဲ့တွဲဖက်သေယုတ်ဆောင်ခဲ့ပါတယ်။အဲ့တုန်းကကင်ဆယ်ရွန်ခလေးဘဝသာရှိပါသေးတယ်။ကင်ဆယ်ရွန်အတွက်စီစဉ်ထားတဲ့နာရီခန့်မှကိုဝင်မင်းကဖေဖော်ဝါရီ18ရက်ကလွမ်းသူ့ပန်းခွေပို့ပေးခဲ့တဲ့အပြင်လူကိုယ်ရိုင်လည်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံတကာလူပညာရှင်တွေရဲ့လှုပ်ရှားမှုတွေသူတို့လက်တလောဘာတွေတွေ့ကြုံနေရသလဲဆိုတာတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ရှင်းလာမဲ့ Selfs ကိုအစီအစဉ်မှာလည်းဘလို့သတင်းတွေကစိတ်ဝင်စားစရာဖြစ်မလဲစောင့်ကြည့်ဖို့ပြောရင်းနဲ့ဒီစီစဉ်ကိုဒီမှာပဲရန်နာလိုက်ပါရစေ။